ခုတစ်ဆက်ပေးမဲ့တင်ကတော့ချုပ်သူငောင်းရေးဇနီးနှစ်ကလေးကိုအစိတ်ကျွတ်တဲ့သူအားဖမ်းမိရဲဆိုတဲ့တင်ဖြစ်ပါတယ်။ချုပ်သူငောင်းရဲ့လက်ရှိချစ်သူနဲ့ရင်သူတွေကိုအစိတ်ထက်သွင်းထားတဲ့ချောကလက်တွေပေးပို့ပြီးတင်ဆောင်အောင်ကြံရည်ကြိုးပမ်းခဲ့တဲ့ဘရာဇီးနိုင်ငံသူတအူးကိုဘရာဇီးရဲ့တပ်ဖွဲ့ကဖမ်းဆီးခဲ့ရလို့သိရပါတယ်။ ဂျော်လီလီယာပါရာဒဲလို့အမည်ရတဲ့ဘရာဇီးနိုင်ငံသူဟာသူမရဲ့ချစ်သူဟောင်းနဲ့လက်ရှိပေါင်းသင်းနေထိုင်တဲ့မာရီယန်နီယာနဲ့ရှင်သွေးနှုတ်ဦးနေထိုင်တဲ့အိမ်ကိုအစိတ်တွေထင်ရတဲ့ချောကလက်နဲ့ကျက်ဥတွေကိုမိစေတူဦးကအစ်စတာဝဲတော်အထိမ်းမဲ့ပေးပို့တဲ့ပုံစံမျိုးနဲ့ဒယ်လီဗာရီကတစ်စိပေးပို့ခဲ့တာဖြစ်ပါတယ်။ မာရီယန်နီယာရဲ့အသက်73နှစ်အရွယ်သမီးကြီးဖြစ်သူအဲလင်းနဲ့အသက်9နှစ်သားအရွယ်ဖြစ်သူလူဝီဖာနန်ဒက်တိုဟာဆော့ကလန်နဲ့ကျုပ်တွေကိုစားသုံးမိပြီးနိုင်ပိုင်းချာမှာအစိတ်သင့်တဲ့လက္ခဏာတွေခေစားရပြီးအိနီနာချင်းတွေကဆေးရုံပိုးပေးခဲ့ရတာဖြစ်ပါတယ်။ဆေးရုံရောက်ချိန်မှာမာရီယန်လီယာနဲ့လူဝီဖာနန်ဒက်တိုဟာကိုရင်းကအချို့ထိခိုက်ခဲ့ပေမဲ့အသက်ရှင်ခဲ့ပြီးအဲလင်းကတော့သေဆုံးသွားခဲ့ပါတယ်။ ရတက်ဖွဲကဖန်ဆင်းမိခဲ့ပြီးနောက်မှာအစိတ်ခက်ခဲတဲ့ဂျော်လီလီတာပါရာရဲ့ဟာစစ်သူဟောင်းကိုစစ်တပ်စိတ်နှမနိုင်တဲ့စိတ်တွေကြောင့်လုခဲ့မိတာဖြစ်တယ်လို့ဝခံခဲ့တယ်လို့သိရပါတယ်ရှင်။ဒီသတင်းကိုရောရင်ကျဲအောင်ကပြပို့လာတာပါ။